Freedom for Future YouTube Channel မှာနေ့စဉ်မပြေဝင်ရောက်နားဆင်ပေးကြတဲ့တော်လည်ညီကုံမွန်နမများအားလုံး၊ကလစ်ကန်ညီကုံမွန်နမများအားလုံးမင်္ဂလာပါရှင်။ဒီကနေ့မှာ Freedom for Future အဖွဲ့သားတွေတင်ဆက်ဖပြပေးမှာကတော့ဆ ्याम ာကြီးခင်နီယူရေးသားထားတဲ့မြားကြပြူဝတ္ထုရှင်ရဲ့အပိုင်းတစ်ပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါအောင်ရှင်။မြကြပြူခင်နေယူ အပိုင်တဲ့အသကောင်ရဲ့အထီးနေကင်းကလက်ဖက်ရည်ပွဲကိုချယ်လီတယောက်မေးပြောက်၍မရနိုင်သေးပေသူထိုင်နေသောဗရန်ဒါပေါ်မှာလာရောင်က ဖြောဖြောလေးကြာရောက်နေသည် ပြုံးမြင့်သောလာခွေသည်ဂရီပါနှစ်ပေါ်မှာစိန်ပြီးလေးတစည်းလိုလဲလျောင်းနေသည်စံစာဖြစ်၍လာရောင်ကအားပြောနေသလိုသူစိတ်များလည်းအားပြောနေသည်ဂရင်ပေါ်တွင်အိတ်စစ်ကြံရစ်သောလင်းရွှေရောင်ကရောတကယ်မှအိပ်ပျော်ပါလေစား ညနေဓမင်းစားချိန်ကနောက်ကြသည် လပေဝဲကပြန်လာမှညစာစားကြသည်ဓမင်းစားနေချိန်တစ်ချိန်လုံးအထူးတိတ်ဆိတ်နေသည်ကို သူသတိပြုမိသည်နှစ်ယောက်စလုံးစကားပြောခြင်းစိတ်မရှိကြဓမင်းစပွဲမှလင်းကစောစည်းစွာထထသွားပေမယ့်သူကကလေးတွေကိုဆက်လက်ကြွေးမွေးရင်းဓမင်းစားကမ်းမှာနောက်ကြမှာတွေ့ခဲ့ရသည်ညဦးမှကလေးတွေစားကြည့်နေသည်ကို စောင့်နေပြီးမှည9နာရီမှသားနဲ့သမီးကိုတည်ရသေးသည် အိတ်ခမ်းထဲသို့သူဝင်လာတော့အိယာပေါ်မှာလင်းလဲနေသည်မျက်လုံးများကိုမိတာပေမဲ့လင်းအိပ်ပျော်မည်မတင်သူသည်ခြေကိုဖောက်ဖောက်နှင်းကချင်နောက်ချရွေပေးလိုက်သည်မိပြလေးသဘွန်းသာထွန်းထားခဲ့၍အခမ်းထဲရှိမိများကိုပိတ်လိုက်သည်ဗရန်ဒါပေါ်ရှိပလက်ကလထိုင်ပေါ်မှာထိုင်ချလိုက်သည်နောက်ကမိကကောင်းငင်ကိုမော်ကြည့်နေမိသည်ကောင်းငင်ကရတနာကုန်းသိဣဂရီပါခွက်လိုနှင်မောင်းနေသည် မျက်နှာသမီးသည်စိတ်ပြက်လက်ပြက်နှင့်သူ့ဖေသားမဆိုင်ပြီးကိုလွှင့်ပြလိုက်ပုံရသည်။ကောင်းငင်တောက်တနေရာတွင် လာခွေလေးကတဆောင်းအိမ်နေသည်။ကြဲစင်စိတ်လက်ဆွဲကိုလည်းဆွဲဖြတ်ပြပောက်လိုက်လေသလား။ကျိုးပြသွားသောလက်ဆွဲမှလွှင့်ဆင်သွားသောစိတ်လုံးလေးတွေကောင်းငင်မှပြန်ကျဲနေကြသည်။တချို့ကငကားငွေတန်းစီမှစုယုံနေကြသည်။တချို့နေရာမှာစိတ်နှစ်သက်ရာပုံစံလေးတွေနဲ့တင်ဖွဲ့နေပြီးတလို့တကူတော်ကျဲပွင့်လေးတွေလည်း အားပြော့စွာလင်းလဲနေကြသည်လာခွေလေးဤမိမ့်မိန်ပုံလုံးမြင့်ကျဲလေးများဤအားပြော့သောအလင်းသည်ကောင်းငင်များဤဘဝကိုတည်ယုတ်ဖော်နေကြသည်ဘဝကောင်းငင်ထဲမှာကျဲလေးများလဲဇက်စုံခင်းနေကြသည်သူ့စိတ်ထဲမှာညံ့တဲ့သမီးလိုပဲစိတ်ပြစ်စွာတစုံတရာကိုပြပောက်လိုက်ချိန်သည်စိန်ပြီးလဲမဟုတ်လဲစွဲလဲမဟုတ်သောသူ့ဘဝကိုဆွဲပြက်လွန့်ပြစ်၍မရဆိုသည်ကိုသူနားလဲပါသည်တင်းငွေသောကျဲလေးများလိုနေ၍မဖြစ် သူ့ဘဝကိုသူအတတ်နိုင်ဆုံးပြန်လည်စူးစီးရမည်။ဒါကြည့်ချင်းနေပင်စဲနေပြည့်၍သမီးအင်ကြီးကရှင်နဲ့အိမ်တောင်တက်အပြင်ဆက်တနစ်ကျော်လာခဲ့ပြီဖြစ်သောတင်းရင်နဲ့များပြေစားပြုလာသောအခြေအနေကို သူထိမ့်သိမ်းရမည်။လွင်ခဲ့သောညဥ်ပိုင်းများမှာလည်းသူတကိုယ်တော်ဒီလိုပဲဝရန်တာမှာထိုင်နေရသည်ဖြစ်၍မဆန်းလာတော့ပါ။ထိုခေတ်ကအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို တိုင်းမင်းကြီး အရေးပိုင် နေပိုင်စသည်ဖြင့်ခေါ်တော့ခဲ့ တို့မျိုးလေးမှာနေပိုင်ရုံးဆိုင်ရာအောင်လံမျိုးလေးဖြစ်သည်ယခုအခေါ်အမည်ထဲသူခင်ပွင့်ကအုတ်ချုပ်ရဲ့အရာရှိမဟုတ်မြို့နယ်လက်ထောက်ဆရာဝန်ဒါပေမဲ့အရာရှိများစုဝေးရာကလပ်တွင်တော့အစိုးရဝန်ထမ်းအနေနဲ့ညတိုင်းကြရှိနေမည်ဖြစ်သည်ဆရာဝန်ကတော်တယောက်ဖြစ်လာတော့သူလည်းတခြားအရာရှိကတော်တွေလိုညဦးပိုင်းဤသွေးချောက်သောတကူတော်ဝေဒနာကိုခံစားရမည်တောက်ကမမွေးဘွားခင်ကတော့အထီးကျန်နိုင်လာတော့ဒီအဖြစ်ကိုအိမ်မူကိစ္စလုပ်ရင်းဖြတ်တန်းခဲ့သည် ယခုသူ့အပားမှာตาရော်တမီရော်ရှိလာပြီကလေးတွေကိုပွေပိုက်ယူရနေရသောအချိန်ရရှိသည်ကိုပဲကျေးဇူးတင်မိသည်ယခုသူတို့ဘာသာနေနိုင်သွားနိုင်ចောင်းတက်နိုင်သောအခါညဦးမှကလေးတွေကိုစားပြသည် အချိန်ကိုတန်မိုးရှိရှိအသုံးချလာနိုင်သည်ညီငွေချင်းမချင်းနဲ့ချင်းတွေဒဇဒဇရော်ပါလာသည် လင်းကဆေးရုံကပြန်လာလျင်ခိတနာညစာစားပြီးကလပ်ကိုထွက်သွားသည်ညင်းနေမှပြန်လာကအိယာဝင်သည် တခါတခါလူမမ်းမသိအောင်မူလာတော့အခါသူ့ဤညစ်ဥယံကိုစိတ်ပြစွာဖြတ်တန်းလာခဲ့ရသည်။တားနဲ့သမီးသည်သူ့လဲဆွဲများဖြစ်သည်။လင်းကိုမကျေနပ်သည်နှင့်ညက်နဲ့သမီးလိုဆွဲပြတ်လွန်ပြေး၍မဖြစ်။ကောင်းငင်မကျဲလေးတွေကစင်ကြဲဖြစ်နေသလို သူ့သားသမီးများကိုအဖြစ်မခံနိုင်။ဒီညက်နေကတော့လပိအပွဲပြေးလာကလေးကဒေါက်တာလင်းသည် သူနှင့်အတူအိမ်ပြန်လာခဲ့သည်။ခမင်းစားပြီးစောစောအိပ်ရာဝင်ခဲ့သည်။လင်းအိပ်ပြောင်မည်မဟုတ်သည်ကို သူတည်ပါသည်လဖဲ့ပွဲကရုတ်ပြည့်ကျင်းပသောပွဲဖြစ်သည်ပထမတိုင်ပင်ကြီးသူတို့မျိုးကိုဖြတ်၍အသွားမှာညစာစားပွဲနှင့်အက္ခမီစီစဉ်တော်လဲအရေးတကြီးကိစ္စရှိ၍တိုင်ပင်ကြီးကအချိန်မပေးနိုင်သောကြောင့်လဖဲ့ပွဲစီစဉ်၍အက္ခံရခြင်းဖြစ်သည်တိုင်ပင်ကြီးအသည့်ဖြစ်၍မိတ်ဆက်ပွဲဆိုလျက်မမပါသူတို့ဆောင်တွေကနောက်ဆုံးမှရောက်သည်နေပိုင်ဝင်တော့မြင်တိုင်ပင်ကြီးကတော့နဲ့သူ့ကိုမိတ်ဆက်ပေးသည်ဒါက ဒေါက်တာလင်းရွှေအောင်ကတော့မတ်ရှယ်လေးပါ။ရှယ်လီမမက တိုင်းမင်းကြီးကတော့ဒေါခင်မီတိုင်။သူဒီတိုင်းမင်းကြီးကတော့ဆိုသူကိုလက်လန်းပေးရင်ကြက်သေးသေးနေမိသည်။အော်ဘသူလဲလို့ရှယ်လီပါလား။ဒေါခင်မီတိုင်ကနိုင်လိုက်လဲလဲသူ့လက်ကိုဆွဲယူလှုပ်ရှားလိုက်တော့မှ သူသတိရသည်။စူးစား၍ပြုံးရသည်။အံ့ဩစိတ်ဖြင့်သူကရုံကရင်ဖြစ်နေသည်။ကိုကြီး ဒေါက်တာလင်းကော်ရှယ်လီကတူတူတို့နဲ့တက်ကတူမှာတဆောင်နဲ့နေခဲ့ကြတာ။တိုင်းမင်းကြီးကတော့ဒီသူ့လက်ကိုမြဲမြံကန်ကြားကသူ့ကိုတိုင်းမင်းကြီးနဲ့မိတ်ဆက်ပေးပြန်သည်။တိုင်းမင်းကြီးဒီအသားညိုညိုတောင်တောင်မောင်မောင်တူတူထက်အသက်ကြီးပုံရပေမဲ့ရုပ်ရည်ကခံရပါသည်။အကျဉ်းနာပြည့်သောမျိုးလုံးများကတိုင်းမင်းကြီးစိတ်ထားကိုပေါ်ပြနေသည်။လက်ပည့်ပွဲမှာထိုင်သည့်အထိတူတူက သူ့ကို အနာရှိကလေးတိုင်းမှာထိုင်ခိုင်းသည်။ဒေါက်တာလင်းဒီတခြားအရာရှိများနဲ့အတူ ိုင်းမင်းကြီးနဲ့စကားလက်ဆုံးကြနေကြသည်ချယ်လီကလေးတွေဘယ်လောက်ရနေပြီလဲနှစ်ယောက်ပါယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်တူတူတို့ခွဲနေကြတာကြပြီနော်တူတူလည်း MSC အောင်ပြီးတက္ကသိုလ်မှာဆ iam မဝင်လို့နေတယ်လေအခုမှထွက်ပြီးလက်ထပ်လိုက်တာချယ်လီကစကားပြောတိတ်မတွက်လာပါတော့ရင်တဲမှာတခုခုကစုတ်ကင်ထားသလိုတင်းကြန်နေသည်တူတူသူ့နာမည်ကဒေါခင်မေတိုက်တဲ့ရင်ထဲမှာတီတိုးရေရွံ့နေမိသည် ။ကျောင်းနေတုန်းကတူတူနံမီခင်မီတိုင်လို့သူမသိမိုက်အေးတိုင်လို့ပဲတီးခဲ့ရသည်။ယခုတိုင်းမင်းကြီးကတော်နဲ့လိုက်အောင်ထင်သည်။တူတူစီစပင်ကိုမြည်၍တပတ်ရှိုကြီးကြီးထုံးကစပယ်ပန်းကုန်းကိုစတုံးစိတ်ချင်းမှာရစ်ခွေဆင်ထားသည်။အပြိုတုံးကလူပိမ့်ပိမ့်တော်တော်လေးမဟုတ်ပြည့်ဖြိုးသောတင်နေရင်ကမှုမှုပဝါမီကိုရောင်မှာရင်ပေါ်မှာလွမ်းနေသည်။အဖြူနဲ့မိခိုးနဲ့ရောက်ချိတ်ပိုးလုံးကြီးကိုဝတ်ထားသည် နင်းစင်ကုန်နှကန်းထူထူနဲ့ပြုံးရဲစွာပြောနေသောတူတူကိုကြည့်ရင်သူ့ရင်တွေလှုပ်ရှားရပါသည်မြခုံးမွေးထူထူမဲမဲအောင်မှာဝင်းပါသောမျက်လုံးကကြည်လင်အေးများနေသည်ဒီမြခုံးမွေးထူထူကတူတူဤအမှတ်တစိမ့်เจ้าနေတော့ကအသားမပြူလားဟု သူထင်တော့လဲယခုတူတူသည် ဝင်းပါသောအသားဝါနှင့်ရွှင်းပတင့်တဲ့သောသူမျက်နာသည်တိတ်ခါရှိသောမိမပြောင်းဤအိမ်တွေကိုဖော်ပြနေပုံရသည်မြင်မြင်ချင်းမမမိနိုင်လောက်အောင် တူတူပုံစံကပြောင်းလဲနေသည်ရှယ်လီသည်မတိမတာလင်းရှိရာကိုလှမ်းရွေကြည့်သည်သူတောင်တလောက်ဆက်လှုပ်ရှားနေလျင်နင်းဤရင်မှာပဲလို့ရှိပါလေနင်းဤမျက်လုံးတွင်တူတူရှိရာသို့တစ်ချက်တစ်ချက်ရောက်လာသည်ကို သူသတိပြုမိသည်လက်ဖဲ့ဝဲမှာနှစ်နာရီလောက်ပဲအချိန်ကြာပါသည်တူတောင်းစွာတွေ့ခွဲရသောအချိန်နှစ်နာရီခန့်အတွင်းတူတူကတိုင်းမင်းကြီးကတော့ဒေါခင်မေးတိုက်သည် သူ့ရင်ကိုလိုင်းတဘိုးထားစီခဲ့ပါသည် ဤလိုင်းသည်လင်းရင်ကိုလည်းပုတ်ခမ်းမှာပါလင်မယားနှစ်ယောက်လက်ဖက်ပွဲမှာပြန်လာကလေးကတိတ်ဆိတ်နေသည်စကားမပြောမီညဦးတစ်ချိန်လုံးကိုမြ мян ကုန်စေခြင်းသည်လင်းဤခံစားမှုများကို သူအနောက်ရှင်မပေးလို့သူလည်းနှုတ်ဆိတ်နေသည် လင်းသည်လွတ်လပ်စွာခံစားပါစေပိုင်မင်းကြီးကတော့လင်မယားကတော့မကွေးကိုဆက်လက်ထွက်ခွာသွားကြပြီသူတို့လင်မယားသာ အတိတ်ကတစေဤ၆လမ်းမှုအောက်မှာလှုပ်ရှားချောက်ချားနေသည်နှင့် နေရည်များကုန်လွန်သွားသလိုဘဝသည်ပြောင်းလဲနေသည် တိုင်းမင်းကြီးကတော့ဒေါခင်မေတိုက်ကိုမြင်ရတော့သူဤတက္ကသိုလ်တွင်နေခဲ့သောရင်များကိုသတိရစရာဖြစ်လာသည် သူဤတက္ကသိုလ်ရင်များသည်ရွှေရောင်ရင်များဖြစ်ခဲ့သည်အလားတရဘူးဆောင်သူမို့အင်းရဆောင်မှထင်ပေါ်ကျော်ကြသည်အလုံးကျောင်းသူတွေကရှယ်လီတို့မဟုတ်မြကြပြူသည် ထိုကာလကတက္ကသိုလ်ဤခွင်းတို့မဟုတ် Empress Agree ဟုခေါ်ကြသည်ကျောင်းသူတွေကပေးတော့ပွဲ Agree ပါပဲ အလတရဘူးတွေမဟုတ်အောင်နိုင်ချင်းတရဘူးကိုလည်းသူဆောင်ခဲ့သည်ចောင်းသားတွေပါဇက်ပြားမှာရှယ်လီရှယ်လီဤချင်းရင်မှာလည်းဝစ်စင်းခါရနေသောចောင်းသားကအများစုရှယ်လီကနမ်မတူဘော်တွင်မှအင်ဂျင်နီယာဤသမီးအဖေကဘင်္ဂလိုအိန္ဒိယကိုအင်္ဂလိပ်နှင့်အိန္ဒိယသားဆက်ကြသောကဗျာအမေကရှမ်းအမျိုးသမီးသမီးကြီးရှယ်လီကိုသူ့ဒယ်ဒီကတက္ကသိုလ်ပို့သည်လိုလေသေးမရှိပြေစုံအောင်ထားသည်ရှယ်လီရေကူးသွားလျင်ယောက်ျားလေးအတွင်းနှင့် ။တင်းနစ်ရိုက်လည်းလည်းအပေါ်နဲ့အင်းရကံမှလေလောလည်းလည်းတယောက်တော့ပါစမြဲ။ရှယ်လီသည်ကပြားဖြစ်၍စစ်ဆန်မှုပေါ်ရွေသည်။နင်းစီလွာလုံးနှုတ်ခမ်းပါလေးနဲ့အင်္ဂလိပ်လိုသွက်လွက်စွာပြောသည်။နာရန်ပေါ်ပေါ်နဲ့နှုတ်ခမ်းကပြုံးသည့်ထက်သူ့မျက်လုံးကပို၍ပြုံးနေသည်။သူ့မျက်နှာကိုကြည့်လိုက်သူတိုင်းကိုဖန်ဆားနိုင်သောမျက်လုံးမျိုးရတနာတော့များများမဝဲ။ပေပြောင်းဖြူနှုသောလေတံမှာပလဲတွယ်တကုံကိုအမြဲစင်သည်အာကစားဝရနာပါသူမို့ ကိုဟန်ကကြော်ရှင်သည်ခုံမြက်ဖနက်ကလေးနဲ့သူလမ်းလျှောက်သွားလျင်ငေးယူရသည်ရှည်သွဲသောပေါင်တန်းနှင့်ခါးကိုနှဲ့ကရင်ကိုချီ၍လျှောက်တတ်သည်တင်မမှုမှုလေးများဤတိမ်နှဲ့တိမ်ပါကစားသွားဟန်ကိုចောင်းသားအတော်များများငေးကြည့်ရသည်ကြားပွဲများအလယ်မှာဂျိုးချာမဤလှူရှားဟန်မျိုးဘောက်ခင်ဖြစ်သူမစ္စတာဆင်မြူရယ်ဤပယ်ပြောင်းသောနာရန်နှင့်ညုံမောင်သောမြေဝင် မိခင်တော်နိုင်မို့ဤရှမ်းသွေးရောင်ဝဝင်းသောအသားကိုအမွေခံထားသောရှယ်လီမျက်နာက အချိုတကြလာပါသည်ချိုခက်ကစစ်ပြီးခင်နိုင်လွန်ခဲ့ဖြစ်သည်ဒါပေမဲ့အခုလိုဘရာစီယာခင်မစားသေးဘော်လီပွန်ပွန်ခဲ့ဖြစ်သည်ရှယ်လီကတက္ကသိုလ်မှာနိုင်လွန်အင်ကြီးပါပါအောက်တွင်ဘရာစီယာကိုစတင်ဝဲ့သူ အပြင်အစင်မှာခဲ့ဤရှိကပြင်းနေသည်စပင်ကိုပြတ်၍ပခုံးပေါ်ဝဲချထားသည် ်ဆန်နုပြပြလေးမှာသူ့နဖူးနုနုဖြူဖြူပေါ်မှာကွေးကြနေပုံကမင်းရသူစိတ်မှာမတင်ဖေရှားပေးခြင်းစရာကောင်းသည်ရှယ်လီဤလုံးကြီးများကမြင်လိုက်လျင်ထင်းနေသောအပွင့်အခက်များကိုဝတ်တတ်သည်အမှန်တော့ရုံးရီရောအပြင်စင်ရောចောင်းသူတွေကြားထဲမှာထင်ပေါ်သူဒါကြောင့်ចောင်းသူတွေကိုယ်တိုင်ကသူ့ကိုဧကရီပွဲပေးထားခြင်းဖြစ်သည်ချယ်လီအကျင့်ကညာတိုင်းလမ်းလျှောက်တတ်သည် ကျောင်းသူအခွဲအထူးသဖြင့်သူ့အခန်းပေါ်တစ်တက်နွယ်အခန်းကြီးချင်းတော်လီတက်မှာအဲလီစ်ပတ်တို့နှင့်တွဲ၍အင်းရကံမောင်ဘက်ကိုလေလော်ထွက်သွားတတ်သည် သူ့ဘီအပထမနှစ်မှာတူတူကိုစတင်တွေ့ခဲ့သည်သူနှင့်တူတူကဘာသာတွဲမသူတူတူက BSC ဒုတိယနှစ်ပြီးတော့အင်းရဆောင်ကိုဒီနေ့မှရောက်လာသူရခင်နှစ်တွေကမာလာဆောင်မှနေသည်ဟုဆိုသည်တူတူကိုတူတူဟုတငယ်ချင်းတွေခေါ်နေတဲ့ကြားနေရသည် သူနဲ့ဘာသာတွဲလဲမတူအခန်းချင်းလဲမနီ၍သူတူတူကိုစိတ်မဝင်စားတူတူအခန်းပေါ်တော်လီပြောပြ၍မအေးတိုင်းဟူသောနိုင်မီမှာတူတူဤကြောင်းနိုင်မီတဲ့ယခုတော့လဲမအေးတိုက်သည်တိုင်းမင်းကြီးကတော့ဒေါခင်မေတိုက်ဖြစ်လာသည်ဒေါ်လီကတွက်လဲချက်ချသည်ရှယ်လီလိုပဲပြီးအေးရိုးရိုးဖြစ်၍တူတူနဲ့ခင်တယ်လို့ရှယ်လီနဲ့လဲခင်သည်ရှယ်လီချစ်စရာကောင်းသည်ကမင်းကလေးចောင်းသူတွေနဲ့အကျွမ်းတဝင်းပေါ်ပေါ်ရွေရွေစစ်စမ်းတတ်သည် ဒါပေမဲ့တူတူကိုကြည့်မရတူတူကအသားလက်လက်ပိန်ပိန်ပါပါ တခါတရံရှင်လျားသောစပင်များကိုဖားလျားချ၍အရင်မှပိုးစာအနေစာနှင့်ခြိနှောက်ထားသည်များသောအဖြစ်တော့စတုံးအီအီကြီးကို နောက်တွဲထုံထားတတ်သည်မျက်လုံးမျက်ခုံးကောင်း၍နှာတန်တွယ်တွယ်သူ့လိုတော့နှာတန်မမြင်နှကန်းကတူတူဆွတ်ဆွတ်လေးနေ၍ရုတ်တရက်မျက်နှာထားတင်းသလိုထင်ရသည်အပြင်အစင်ကလည်းများသောအဖြစ်အဖြူကအပွင့်စိတ်စိတ်လုံးကြီးတွေဝက်တတ်သည် နိုင်လွန်လက်ရှင်နဲ့အဖြူပွင့်ခတ်တီးတီးလေးများဝေ၍တူတူကလပ်စ်တက်သွားလျင်ချယ်လီကရဲခြင်းသည်ဝိညာဉ်လည်းလွန့်သွားပြီဟုသူ့အဖော်ရီကိုပြောတတ်သည်သို့သောနှစ်ကုံကာနီတော့သူ့တူတူကိုဂယူဆိုင်ပြီးပြီတူတူသည်ဒေါ်လီတို့နဲ့တွဲကာအိန္ဒိယကန်ဆောင်တွင်လမ်းလျှောက်လေးလျှောက်တာမရှိညနေဆောင်ဘာလုပ်နေသည်ကိုတော့မသိခုတလောတော့တူတူဧကန်မှာထိုင်နေသည်သူ့ဘေးမှာဧည့်သည်ចောင်းသားတယောက်နှင့်ဖြစ်သည်ចောင်းသားကဘောင်းမြေရေဝေလေဝထားရှိသည် အသားပြပြအယံမြင့်မြင့်နဲနဲတော့ပင်၍ခါနွဲပုံတော်ရသည်စကားပြောလျက်မျက်လုံးများဆင်း၍သွားတတ်ပေမဲ့သူ့မျက်လုံးတွေကချစ်စရာတခုခုအာနိသင်ရှိပုံရသည်တူတူကိုစိတ်ဝင်တစားစကားပြောနေလျင် တူတူ၏မျက်လုံးဝိုင်းကြီးများသည်ဝင်းပရှင်လဲနေသည်ထိုသူကလည်းတူတူနှင့်စကားပြောနေလျင်ပဝင်းချင်းကိုမေ့နေသလိုထင်ရသည်တခါတရံမလာတော့လဲတင်းငွေညက်နေတိုင်းတော့တူတူလူသည်မှန်မှန်လာတတ်သည် ညနေလမ်းလျှောက်ထွက်ဖို့ရှယ်လီအဲကန်းကိုဖျက်လျှောက်သွားတိုင်းတူတူတို့စုံတွဲကိုမြင်လျင်ခြေလမ်းများပင် တုံသွားတတ်သည်ဂျင်းထဲတစ်မျိုးခံစားနေရသည်လမ်းလျှောက်ရသည်ကိုလည်းစိတ်မပါလှေလဲမလော်ခြင်းသလိုဖြစ်တတ်သည်အခြားသွဲတွေလည်းအဲကန်းမှရှိလျင်နဲ့တူတူတို့အတွဲကိုမှသူစိတ်ဝင်စားသည် တူတူ၏အကန်းပေါ်တော်လီကလည်းသူ့အတွဲကိုဖေသိမ်းလာလျင်လမ်းလျှောက်နေကြဧကန်းမှာထိုင်လေးထိုင်တာမရှိ သူ့ရင်ထဲမှာကလပ်စတရင်တနေ့တူးတူးစီလာသည့်လူအကြောင်းဘော်လီကိုမေးမိသည်ရခိုင်စစ်တွေကလင်းရွှေအောင်စေတောင်းမပေါ့နောက်ဆုံးနေ့အပိုင်းခါရောက်နေပြီတူးတူးနဲ့တွေ့ကြတာနှစ်နှစ်လောက်ရှိပြီမိတူကတိတ်လျော့ဝတာဒီနေ့မှာအဆောင်လာခွင့်ပေးတာဘော်လီစကားကြတော့ရှယ်လီအံ့အားတင်သွားသည်ဒီလိုမဖောင်ရိုးကြောင့်မျိုးကိုကြိုက်တဲ့သူရှိသေးတကောဟုသူထင်သည်ပြီးတော့တူတူရေးစားထားပုံကိုရည်ကျင်သည်သူတိုက်တင်းကြလိုက်တာ ူကတော့တတ်တတ်မှတ်မှတ်မရှိသေးပေမဲ့ပြည်လော်ပင်ရုပ်ရှိကြီးပွဲတွေចောင်းသားတွေသူ့မှာတပုံတပင်စရင်အရတောင်မကုန်သေးဒေါ်လီတံမှလင်းရွှေအောင်တရင်ကိုဆက်လက်စုံစမ်းမိသည်ဒေါ်လီအချစ်သူကိုဖေးသိန်းနဲ့လင်းရွှေအောင်ကတရန်နေလင်းရွှေအောင်မိဘများကစစ်တွေမှာတထေးတွေအမျိုးတွေကဘီလက်ပြန်ဝတ်လုံတော်ရတွေတဲ့တူတူကိုလက်ထွက်ရင်တောင်းမိမဲ့တူတူကနှစ်ယောက်လုံးဘွဲရသည့်အထိဆွဲထားတယ်တဲ့ ချဲလီသည်ဒီသတင်းတွေစုဆောင်းရင်းသူ့ရင်မှာလိုက်ခတ်လာသောလိုင်းတန်ကိုသူနားမလည်မိဒါပေမဲ့တနင်္ဂနွေတညနေတော့သူအထူးအဆန်းတစ်ခုလုံလိုက်သည်ဇာနိုင်လွန်လက်ပြက်လဲဟိုင်းနဲ့အဝါနှင့်အစိမ့်ပွင့်များရောရှိထားသောပါတိတ်လုံးကြီးကိုဝက်လိုက်သည်ခုံမြက်ဖက်နှက်ဖြူကိုစီး၍တငယ်ချင်းတွေနဲ့လမ်းလျှောက်ထွက်ရအောင်ဧကန်သူဆင်းလာသည်ဧကန်ရရောက်ချင်းပြတင်းနှားကလင်းရွှေအောင်နဲ့တူတူတို့ဆုံတွဲစီသူ့မျက်စိရောက်သွားသည် တူတူတို့အနာရှယ်လီရောက်သွားကတူတူ ရှယ်လီတို့လမ်းလျှောက်မလို့လိုက်မလားဟုခေါ်လိုက်၍တကောင်းမှလမ်းလျှောက်မခေါ်ဘူးသောရှယ်လီကအထူးအဆန်းသူ့ကိုလာခေါ်၍တူတူကအံ့အားသင့်နေသည်ရင်ငိုကြီးကအတောက်ပဆုံးအပြုံးနဲ့ရှယ်လီမျက်လုံးများကလင်းရွှေရောင်ကိုလွမ်းခြုံ၍ပြုံလဲလဲကြည့်လိုက်သည် တူတူမလိုက်ချင်ပါဘူးတူတူကပြေလဲ၍ရှယ်လီတို့သွားမယ်နော်နှုတ်ဆက်ကထွက်သွားပုံကကြောက်ကြမြူးမြူး ုံမြင့်ဖက်နက်တံတတောင်းတောင်းနဲ့အတူတင်ပါများကနေကြည်မြင့်ကြည်ကစားသွားကလင်းရွှေရောင်ကိုမြစ်ဆက်ပစ်သွားကြသည်တူတူကသူ့ဆက်နဲ့စကားပြောနေတာကိုသွားနှောင့်ချက်တယ်ဒေါ်လီကလမ်းလျှောက်ရင်းချယ်လီကို အပြစ်တင်လိုက်သည်တိသားပဲမလိုက်ဘူးဆိုတာသိပေမဲ့လင်းရွှေရောင်ဆိုတဲ့လူကိုအနီးကကြည့်ချင်လို့ဒေါ်လီကနှုတ်ဆက်နေလိုက်သည် ရွှေတကောင်ကုန်းတော်ပေါ်မှာအင်းရဆောင်သူတွေတစောင်းတိုင်းပွဲချင်းမှာတော့ပင်မတက္ကသိုလ်သားမကလင်းရွှေအောင်တို့ကိုဖေသိန်းတို့စေချောင်းသားတွေရော အင်ဂျင်နီယာချောင်းသားတွေရောလာကြသည်လင်းရွှေအောင်ကိုစပွဲတစ်ခုသို့အထူးဖိတ်ခေါ်ကရှင်လီကအဲခံသည် တူတူတို့ကကြာစံချစ်ချပေးအချိုပွဲချပေးယုံမယ်အဲခံနေသောရှင်လီဤစကားတမ်းမှာလင်းရွှေအောင်တို့မိန်မောနေကြသည်တူတူတို့ကအလုရှုံနေကြစေရှင်လီသည်ဖျားတပတ်လှည့်ပူရအောင်လင်း ရှင်လင်းကိုလိုက်ဖို့ပါလားဟုဆိုလိုက်၏လင်းရွှေရောင်မငင်းတာဘုရားရင်မြင်ပေါ်ကလူအုပ်ထဲမှာပထမတော့ရှင်လျှောက်သည်လူတွေကြက်လာတော့ရှင်လီကသူ့လက်မောင်းကိုတင်းကျပ်စွာဖက်ထားသည်တခါတခါလူတို့ကတိုးဝေးလိုက်ရင်ရှင်လီသည်လင်းရွှေအောင်ရင်ခွင်ထဲကိုရောက်သွားသည်လင်းရွှေအောင်နှာခေါင်းမှပုံရွေးသောအငွေ့တွေရှင်လီပါပြင်ပေါ်ဖြတ်တန်းသွားသည်လူတို့ကတိုးမရလေရှင်လီဝမ်းသာလေအဲ့ခံရတဲ့ဆောင်ကိုပြန်မရောက်ခြင်းသေးပါသွေးစည်းကံမုတ်ဖေးရောက်တော့ သူ့လင်းရွှေရောင်ခါကိုတအားဖက်ထားသည်လင်းချက်နေမိုးလာပြီဟိုညောင်မင်ကြီးအောက်ခဏသွားရအောင်သူ့ဆွဲခေါ်ရောင်ကို လင်းရွှေရောင်ပါလာသည်ရက်လီတိတ်မူးနေလားလင်းရွှေရောင်အတန်ကတူညင်၍မူမမှန်ချင်းခုံထဲမှာမထိုင်မလားဟုတ်မေးလိုက်သည်လူများတယ်တတိုင်းပဲသွားမယ်သူတို့နှစ်ယောက်လူချင်းရတိုင်းပစ်ကိုထွက်လာကြသည်တိုင်းနာရောက်တော့ရှယ်လီတိတ်မှုသည် ဆိုကရိုင်းသွားသည လင်းရှီအောင်လှမ်းပစ်ထိန်လိုက်၍လင်းရှီအောင်လက်ဘင်းကိုရှန်လီကပြန်ဖက်ထားလိုက်သည်ရှန်လီကောင်မရှန်နေရင်မွေးနှန်းကလင်းရွှေအောင်ကိုရှင်မူးမိန်မောသွားစေသည်ဒဇောင်မုံလာပြည့်ဝင်သည်ထိန်ထိန်သာနေပေမဲ့သူတို့နှစ်ယောက်ရှိရာမှာမှောင်ရိပ်ကြလျက်ရှိပါသည်ထိုညကရှန်လီတဇောင်ကိုမပြန်လင်းရွှေအောင်ကားနဲ့အဆောင်ကိုပြန်လာခဲ့သည်၃ဒေါ်လီအစကမပြောဘူးလားတူတူအဲ့ဒီဒဇောင်မုံလာပြည့်ညကရှန်လီတယောက် တို့များရှိတဲ့ဇရက်ကိုပြဲမလာပဲနင်းရွှေအောင်ကရှယ်လီကိုအဆောင်ပြန်ဖို့တာတဲ့ကိုဖေသိန်းတို့အစီကြောင်းသားအုပ်စုတွေငါ့ကိုပြန်ပြော့ပြတယ်ရွှေရကုံဘုရားကနေအဆောင်အထိကြားမှာအချိန်ကာလတွေနေရာတွေအများကြီးအဲ့ဒီအချိန်တွေနေရာတွေမှာအပြည့်အပြည့်တွေအများကြီးဖြစ်နိုင်တယ်အဲ့ဒီကလေးကလင်းရှိအောင်ပေါ်မလာတာမဟုတ်လားဒေါ်လီက စိတ်ပါလက်ပါပြောသလောက်တူတူကငြိမ်သက်နေသည်အင်းရကန်ရည်ပြင်ကိုသာစူးဆိုင်ကြည့်နေသည် တူထိုင်နေရာရှိရှိမြစ်ပင်ကလေးများကိုနှုတ်ပြတ်ကရေပြင်သို့လွှင့်ပြင်နေသည် မြစ်ပင်များသည်အဝေးရေဆက်သို့မရောက်ခင် မြေကြီးပေါ်ကျသွားကြသည်တူတူဤချစ်သူလင်းရွှေအောင်သည် မြစ်ပင်ပြတ်ဆက်လန်းကိုခင်းသွားလေပြီတူတူငါပြောတာများကြားရဲ့လားမတုံမလုံးနဲ့မင်းကိုဒါကြောင့်ဟိုကခွာသွားတာဘာပဲဖြစ်ဖြစ်တုံနေတုံနေနဲ့အခုတော့ပူပူတတပေးတဲ့စီပါသွားတာပေါ့မင်းစိတ်ကိုနည်းနည်းမှမထိခိုက်ဘူးလားတူတူ ဒေါ်လီကအားမလို့အားမရအတန်နဲ့တူတူပခုံးကိုကင်ကမေးလိုက်သည် တူတူကမျက်ရည်ဝဲသောမျက်လုံးများဖြင့်ဒေါ်လီကိုပြန်ကြည့်လိုက်သည်မထီးခိုက်ဘူးလားဆိုရဲမေကွန်ကိုမမေးပါနဲ့ဒေါ်လီဘလို့စကလုံးနဲ့ဖြေရမယ်ဆိုတာမသိအောင်ကိုတူတူထိခိုက်ပါတယ်မိမတယောက်ရဲ့နှလုံးသားမှာရှိတဲ့အချစ်ရဲ့တိမ်နဲ့ကိုတိုင်းတာဖို့ကြိယာမရှိပါဘူးမင်းစကားတစ်ခုကိုတော့တူတူမကျေနပ်ဘူးပူပူတတပေးတဲ့စီပါသွားတယ်ဆိုရဲစကားကိုမကျေနပ်ဘူး ငါတို့အရင်ပထမနှစ်မှာသင်ရတယ်လေဒီဝကွန်မန်နဲ့ကဥကျင်စကားမမျက်မိလားပေါ်ကုံရှုံးကုံငါတို့ကုံရောင်းကုံမဟုတ်ဆိုတာအခုလေတူတူပြောခြင်းနဲ့တူတူအချင်ဟာချိန်ခွင်နဲ့ချိန်တွေရောင်းချရရောင်းကုံမဟုတ်ဘူးပူပူတတာပေးတာအစ်စ်ပေးတာအလေးခိုးတာတွေကုန်ပစ္စည်းတစ်ခုမှာသုံးတဲ့စကလုံးတွေတူတူချင်မလားမသုံးပါနဲ့ဒေါ်လီဒီတကယ်ချင်းဖြစ်သူကိုကြည့်ရင်စိတ်မကောင်းဖြစ်သွားသည် တောင်းပန်တော်မျက်နှာထားဟန်ကိုပြောင်းသွားသည်စိတ်မရှိပါနဲ့တူတူမင်းစာဒေါ်လီကမခံမရနိုင်ဖြစ်နေလို့စကလုံးအသုံးမသွားတာဒေါ်လီရိမ့်မိတာတော့ကြာပြီ လင်းရွှေအောင်ကြောင့်ဒေါ်လီစီမှာရှယ်လီခဏခဏလားဆုံဆန်းနေတာမင်းကိုတော့ဖွင့်မပြောမိဘူးဒေါ်လီကိုစိတ်မဆိုးပါဘူးအချင်းတွေက မတူကြဘူးဒေါ်လီရှယ်လီကနမ်တူကဘော်ရင်အင်ဂျင်နီယာရဲ့သမီးသူ့ဘဝရှိရင်ဟာတက္ကသိုလ်ဒီဂရီပေါ်မှာမတည်ဘူးဒီဂရီမရလဲသူလင်းတယောက်ရရင်အမျက်ပဲ ဒါကြောင့်သူ့မှာចောင်းသူနဲ့မတူအောင်ကိုဝှက်စားပြီးရင်းနှီးမြုပ်နှံရတာအခုသူမျက်ထွက်သွားပြီတူတူဘွားကဒေါ်လီတိတယ်မဟုတ်လားတူတူဖေဟာချမ်းသမားလူငားတွေရှိတယ်ဆိုပေမဲ့ဒူးရင်ချင်ရောစားပင်တောက်ပင်တွေစိုက်တဲ့ဥယင်ကိုလို့ရတော့ဖေဖေသိပ်ပင်မန်းတယ်ဖေဖေဝင်ဝင်နဲ့တူတူကိုဒီဂရီရအောင်မနေထားရတာဒီတော့တူတူဖို့ဒီဂရီရဖို့ကပထမဒီဂရီရဖို့ကအဓိကမင်းကဒီတော့မင်းမယ်ဒီလိုဆိုဘာလို့ယူဆထားလဲမင်းမယ် ူတူချစ်စိတ်ကိုမထိန်နိုင်တော့ပြီးတော့ကိုကိုလင်းဟာရှယ်လီနဲ့မတွေ့ခင် တူတူအတွက်ချစ်သက်ချစ်လိုက်တဲ့လူတယောက်မင်းတို့တည်ပဲဒါပေမဲ့မင်းတို့ပြောသလိုပူပူတာတာနီးနဲ့ပဲလားဘယ်နီးနဲ့လဲတော့မသိဘူးရှယ်လီ ကိုကိုလင်းကိုရသွားပြီတူတူဖို့တမီးရီစားဘွားမှာပူပူတာတာနီးတို့ဘာလို့တုံးပြီးယောက်ျားတယောက်ကိုမယူနိုင်ဘူးတူတူမျက်နှာစွာထိမ့်သိမ့်ထားတဲ့ပြိုစင်ဘွားကိုတရားဝင်လက်ထပ်ပြီး တူတူမြတ်နိုးရဲ့လိုပဲပေးမယ်တူတူကပြတ်သားစွာ ပြောလိုက်သည်ဟုတ်ပါတယ်ဟာဒေါ်လီ တူတူကိုအပြစ်ပြောတာမဟုတ်ပါဘူးစကလုံးအသုံးမသွားလို့ပါမင်းပြောတာဟုတ်ပါတယ်ဒါကြောင့်ရှယ်လီဟာကြောင်းတဝက်တစ်ပြက်နဲ့လက်ထက်ရတာလင်းရွှေအောင်ကလည်းအလုတ်တင်ဆရာအောင်ပဲရှိသေးရဲ့နော်လက်လွတ်မခံနိုင်မှဘယ်လောက်သိတာလဲဒါပေမဲ့ဘာဖြစ်လဲကိုကိုလင်းဘက်ကလည်းတူးတယ်နဲ့ရှယ်လီတွက်လဲသူ့လင်းယူရာဟာသူ့ဘေးတွက်တောင်းဝန်ပေါ်သွားတာပေါ့ ူတူကလင်ယူရင်တောင် ဖေးကြီးကိုမထားရခဲ့နိုင်ဘူးဆွဲခေါ်သွားရမှာတူတူကိုထင်မကြည့်နဲ့တူတူဖေးကြီးဥအောင်ဘောအတွက်အိမ်တော်ကြီးမှာမျက်ထုတ်ရမှာပဲဖေးဖေးကိုဦးစားပေးပြီးတူတူအိမ်တော်ဘက်ရွေးရမယ်တော်ပြီလေယောက်ျားတယောက်ရဖို့အတွက်တက်ကတူမှာဂျီမွန်းတို့ရှန်နန်တို့လည်းမသုံးနိုင်ဘူးမတ်စပါတာနဲ့ရက်ဒီလည်းမသုံးနိုင်ဘူးတူတူမှာကြောက်ပြန်ချန်နဲ့တနခါတော့မရှိတယ်လူချင်းယူမလူချင်းနေအေးအဲ့ဒီစိတ်သက်ပဲလူချင်းနေတူတူ တို့တင်တယ်လို့မင်းဟာခနာကိုပြောနေသည်လို့စိတ်တက်တွေပါပြောညံ့နေမင်းကလေးတယောက်မဟုတ်ဘူးဆိုတာသိရပြီ။ဒေါ်လီကသူ့ကိုဖက်ကန်းအားပေးတယ်လို့ပြောလိုက်သည်။ထိုနေ့ကလင်းရွှေအောင်နဲ့ရှယ်လီကိုများကြပြုလို့ဆက်ချွင်းဟိုတယ်မှာလက်ထပ်တော့ညနေခင်းဖြစ်ပါသည်။ရှယ်လီ၏အခန်းကဏ္ဍကတက္ကသိုလ်နယ်မြေမှာအောင်မြင်စွာပြောက်ွယ်သွားပြီဟုဆိုရပါမည်။ ်ထုတ်ခဲ့ပါရှင်အပိုင်းနဲ့စစ်ပါမယ်ရှင်